ိုင်းနိုင်ငံမှာတေးတန်ကြခံခဲ့ရတဲ့မြန်မာနိုင်ငံသား၂ယောက်လွတ်မြောက်စေဖို့စူတောင်းပွဲတစ်ခုကိုမြို့နယ်၁၈ခုမှာတပြိုင်တည်းကျင်းပပြုလုပ်ခဲ့ပါတယ်ဒီသတင်းကိုတော့ကိုအောင်ကပေးပို့ထားပါတယ်ရှင်ထိုင်းနိုင်ငံမှာတေးတန်ကြခံခဲ့ရတဲ့မြန်မာနိုင်ငံသား၂ယောက်လွတ်မြောက်စေရန်ရည်ရွယ်ပြီးစူတောင်းပွဲတစ်ခုကိုရခိုင်မျိုးသမီးအစည်းအရုံး RWU ကဦးစီးပြီးရခိုင်ပြည်နယ်မြို့နယ်၁၈ခုအပြင်ပလောဝမြို့နယ်မှာပါမတ်လ9ရက်နေ့ညနေ6နာရီအချိန်ကတပြိုင်တည်းစီစဉ်ကျင်းပခဲ့တာပါဒီစုတောင်းပွဲတွေကိုရခိုင်မျိုးသမီးအစည်းအရုံးဝင်နေတဲ့အတူ တန်ဃာတော်တွေနဲ့စိတ်ပါဝင်သားသူတချို့ပါပူးပေါင်းပါဝင်ပြီးကျင်းပကြပါတယ်။စိတ်မကောင်းလေးဖြစ်တဲ့စိတ်နှလုံးသားထဲမှာတကယ်လက်ခံစားရတယ်။ဒါကြောင့်ဦးဇင်းတို့တို့လွန်မြောက်ရေးအတွက်နာဆုတောင်းဝေးအခမ်းအနားတစ်ခုလုပ်တာဖြစ်ပါတယ်။အဲထိုင်းနိုင်ငံအစိုးရကိုလေဦးဇင်းတို့အနေနဲ့ဒါတရားအမျှတအောင်ဒီကလေးနေရာတွေတရားအမျှတအောင်စစ်စစ်ပြပါလို့ဦးဇင်းတို့ဒီနေရာပဲဦးဇင်းတို့တောင်းဆိုရှင်ပါတယ်။ဆုတောင်းပွဲဆိုပေမဲ့မြန်မာနိုင်ငံသားနှုတ်ဒီတန်ကလွတ်မြောက်အောင် မတရားမှုတွေနောက်ထပ်ဖြစ်မလာနိုင်အောင်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေကိုကာကွယ်ပေးနိုင်အောင်မြန်မာအစိုးရနဲ့ထိုင်းအစိုးရတို့ညှိနှိုင်းဆောင်ရွက်စီဖို့တိုက်တွန်းတဲ့အနေနဲ့ကျင်းပရတာလို့ပွဲစီစဉ်သူတွေကပြောပါတယ်ထိုင်းနိုင်ငံအနေနဲ့မဟာမိတ်ဆက်ဆံရေးကိုမပြတ်စီဖို့နဲ့ကိုယ်နိုင်ငံကိုလာပြီးတော့ဒီလိုမိန့်ခေါ်လုပ်ကင်ပြီးတော့လေကိုယ်နိုင်ငံအကျိုးပြုနေတဲ့ဒီလုံသားတွေပေါ်မှာထဲစင်းသားပြင်းတယ်ဒါကြောင့်တရားနာတော့ဆိုလို့ဆောင်ဖို့လို့တယ်တည်တယ်ကိုရုံသိမ့်ပြင်းတယ်ရုံသိမ့်ပြင်းုံနဲ့မလုံလောက်သေးဘူး ဒီကလေးတွေမတရားကြားမခံရအောင်အတွက်လေထိုင်မဲ့စစ်စစ်ပြီးတော့ဒေချာလုပ်ခဲ့ပြီးတော့မှဒီမတရားကြားခံနေရတဲ့အပေါ်မှာလူကုန်သိက္ခာနဲ့လူဒီအခွင့်အရေးတွေကိုချိုးဖောက်တဲ့အတွက်နဲ့သူတို့ကလေဒီကလေးတွေကဘလို့ပြန်ပြီးတော့တောင်မှကိုတောင်ပန်ရမလဲဘယ်လိုပြန်ပစ်ဆက်ရမလဲဆိုတာလေစဉ်းစားဖို့လိုအပ်တယ်ဒီညနေစူတောင်းပွဲတွေမှာတန်ဃာတော်တွေကမြစ်တာတုံမောရတုံပိဋိတော်တွေရွတ်ဆိုကြပြီးတယောက်သူတွေကပန်းအစင်ပြီးနသာကတ်လူပူဇော်စူတောင်းခဲ့ကြပါတယ်ထိုင်းနိုင်ငံလေကျွန်းမှာပြည်ထိုင်နိုင်ငံသားနှစ်ဦးအသက်ခံခဲ့ရတဲ့အမှုမှာ မြန်မာနိုင်ငံသားဇော်လင်းနဲ့ဝင်းစော်ထွန်းတို့နှုတ်ဦးကိုကော့စမီခရိုင်တရားရုံးကတည်ထန်ချမှတ်ခဲ့ပြီးအယူခံတင်ခဲ့ရာမှာအောက်ရုံးကချမှတ်တဲ့အပြစ်ဒဏ်ကိုထပ်မံအတည်ပြုထားပါတယ်ကျွန်တော်ကိုအောင်ပါခင်ဗျာ